အားလုံးပဲကျွန်တော်ရဲ့ 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေပေါ့နော်ကနန်းလေးတစ်ခွက်ကျွန်တော်ပြပေးမယ်ပေါ့နော်ဒီကနန်းလေးကိုဘာလို့ဒီကနန်းလေးနဲ့ဒီ break ကိုဘာလို့ပြရလဲဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့အပတ်ကကျွန်တော်ရှိရကျွန်တော်ရှိမှာပေါ့နော် cycle တွေပါကြီးဖို့ဆိုပြီးတော့တချိန်စားတာတပေါင်းနဲ့ဝင်သွားတဲ့ကျွန်တော်ရဲ့ 3D မိတ်ဆွေတွေပေါ့နော်။ဒါရောက်အပ်ပေးတဲ့ 3D မိတ်ဆွေတွေကိုကျွန်တော် site ကြီး site ကြောင်း ိုက်ကောင်းလေးနေပါတော့ကလင်နာတစ်ကျောလုံးကနေစပြီးတော့ဒါထွက်လာတဲ့ကနန်းလေးတစ်ကွက်ပိန်ငါးကနန်းလေးနဲ့ပတ်သက်ပြီးတော့ကနန်းလေးတစ်ကွက်ဒါကျွန်တော်တင်ပြခဲ့တာရှိတယ်ပေါ့နော်အဲ့ဒီပိန်ငါးကနန်းလေးဒီချိန်မှာကြဆိုက်ရှိတယ်ဆိုတော့ဒါသိစေခြင်းလို့ပေါ့နော်ပြီးကြရင်လည်းဒါကျွန်တော်ရဲ့မိတ်ဆွေတွေမြတ်အနေနဲ့ဒါတချိန်စာချင်းစီပေါ့နော်တနေ့စာစီတချိန်စာစီ6လစာစီလာရောက်အားမပေးပေမဲ့လို့ပေါ့နော်ဒီကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို like comment share အများအားလုပ်ပေးနေတဲ့ကျွန်တော်တို့3ဒီမိတ်ဆွေများတွေကနန်းကောင်းလေးတစ်ကွက်ကျွန်တော်ဒါပြရင်းရအနေမှာပေါ့နော်နောက်ထပ်ပိန်ကားဒါမွေးကွက်ကလေးတွေပေါ့နော်အရင်ဘက်ကကျွန်တော်ရှိရလာရောက်အပ်ပေးတဲ့မိတ်ဆွေတွေအတွက်ပိန်ကားဒါမွေးကွက်ကလေးတွေဒီချိန်မှာထိုးလို့ရတယ်ဆိုတော့ဒါပြောချင်တာဖြစ်ပါနော်အဲ့တော့ကြည့်ကြအောင်ခင်ဗျာကလင်နာတစ်ကျောလုံးမှာပေါ့နော်၃ညနောက်ပိတ်နဲ့ပရိင္းလို့ရိုက်တယ်ပေါ့နော်၃ညနောက်ပိတ်နဲ့ပရိင္းလို့ရိုက်ပြီးတော့သူ ဓာတုရဲ့နောက်နဲ့ပေါ့နော်နေဦးမှာရှေ့ပူးနဲ့ပရိတ်သုံးရိုက်တာဆိုလို့ရှိရင်ကလင်နာတကြောလုံးမှာဒါသုံးကပ်ပဲရှိတယ်ပေါ့နော်အဲ့တော့68ခုနဲ့မှာကျွန်တော်တို့တစ်ကြိမ်ဖြစ်တယ်ပေါ့နော်ဒီမှာ140 300နောက်ပိတ်နဲ့ပရိတ်5လို့ရိုက်တယ်သူရဲ့နောက်နဲ့နေဦးမှာဒါရှေ့ပူးနဲ့ပရိတ်သုံးဆိုတဲ့ကဏ္ဍတကွက်ရိုက်တယ်ပေါ့နော်ဒါတကက်ပေါ့နော်96 98မှာပေါ့နော်ဒုတိယတကက်ကတော့ကျွန်တော်တို့ဒီ2012ပေါ့နော်2012ရဲ့ရှေ့က2012နဲ့2012လို့ဖြစ်မှာပေါ့နော် 2017ခုနှစ်မှာလည်းဒါ၃ညနောက်ပိုင်းနဲ့ပရိင်္ဂါလို့ရိုက်တယ်ပေါ့နော်ပရိင်္ဂါလို့ရိုက်ပြီးရတယ်သူရဲ့နောက်နဲ့နေဦးမှာလည်းဒါကျွန်တော်တို့ဒီရှေ့ရှေ့ဘူးလေးနဲ့ပရိတ်သုံးကဏ္ဍလေးဒါရိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီတတိယတက္ကတ်မှာလည်းဒီမှာ24 25ကြည့်လိုက်ပါခင်ဗျာဒီမှာ၃ညနောက်ပိုင်းနဲ့ပရိင်္ဂါလို့ရိုက်တယ်ပေါ့နော်တုံညာနောက်ပိုင်းနဲ့ပရိင်္ဂါလို့ရိုက်ပြီးတော့ငါရဲ့နက်ခတ်ကိုသူရဲ့နှဲ့ဥမှာရှေ့ဘူးနဲ့ပရိတ်သုံးလို့သူကရိုက်တယ်ပေါ့နော် ဲ့လိုရိုက်ပြီးတာနဲ့ကျွန်တော်တို့ဒီအစားချီခဲ့တဲ့၃ညနောက်ပိတ်နဲ့ပရိငါရဲ့စောင်းမှာပေါ့နော်ကိုကိုခွန်ဆိုတဲ့ကဏ္ဍလေးဒါထက်ထွက်တယ်ပေါ့နော်အဓိကတော့ဒီနားလေးမှာဒါပရိငါရှိတယ်ဆိုတော့ပြကြတယ်ပေါ့နော်ဒီမှာတော့ဒါကိုကိုခွန်ဆိုတဲ့ကဏ္ဍလေးတစ်ကွက်ရှိတယ်ပေါ့နော်ဒီမှာ၁၄၀ တုံညာနောက်ပိုင်းနဲ့ပရိင္းားရဲ့အဆောင်မှာဒါကိုကိုခုံးဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်။တုံညာနောက်ပိုင်းပရိင္းားလို့ထွက်တယ်။သူ့ရဲ့နှစ်ဦးမှာရှေးဘူးနဲ့ပရိသုံးလို့ထွက်တယ်။အဲ့လိုထွက်ပြီးတာနဲ့ဒါတုံညာနောက်ပိုင်းပရိင္းားရဲ့အဆောင်မှာကိုကိုခုံးဆိုတဲ့ကဏ္ဍလေးဒါအော်ဒိုလိုက်ကြတယ်ပေါ့နော်။ ဒီမှာလဲဒုတိယတက်ကပ်မှာလဲဒီမှာကျွန်တော်တို့၃ညနောက်ပိုင်းနဲ့ပရိင္ခါလို့ရိုက်တယ်ပေါ့နော်။၃ညနောက်ပိုင်းနဲ့ပရိင္ခါလို့ရိုက်တယ်။နေဥမှာလဲရှေပူးနဲ့ပရိတ်သုံးလို့ရိုက်တယ်ပေါ့နော်။နေဥမှာရှေပူးနဲ့ပရိတ်သုံးလို့ရိုက်ပြီးတာနဲ့အစတဲခဲ့တဲ့၃ညနောက်ပိုင်းနဲ့ဒါ၅ရက်နဲ့ခတ်ကို၅ရက်နဲ့ခတ်ကို၃ပေါ့နော်။နေဥမှာရှေပူးနဲ့ပရိတ်သုံးလို့ရိုက်တယ်။အဲ့လိုအစတဲခဲ့တဲ့၃ညနောက်ပိုင်းနဲ့ပရိင္ခါရဲ့စောင်းပါတာ၉၉ခုံဆိုတဲ့ကဏ္ဍလေးကအော်တူထွက်တယ်ပေါ့နော်။ အဲ့တော့ဒီနားလေးမှာလည်းကျွန်တော်ကြည့်ပါခင်ဗျာဒီမှာလည်းကျွန်တော်တို့ဒီ2020လေးမှာလည်းဒါ3ရက်နောက်ပိုင်းနဲ့ပရိငါလို့ရိုက်ပြီးပေါ့နော်အဲ့လိုရိုက်ပြီးနဲ့သူ့ရဲ့နောက်နဲ့နှဲဦးမှာလည်း9ရက်နဲ့ခတ်ကို3ရက်နောက်ပိုင်းနဲ့9ရက်နဲ့ခတ်ကိုဒါရှိပူးနဲ့ပရိတ်သုံးလို့ရိုက်ထားပြီးပေါ့နော်အဲ့လိုရိုက်ပြီးတာနဲ့သူ့ရဲ့ sound လေးမှာကိုကိုခွန်ဆိုတဲ့ကရန်လေးဒါကြိုက်နှစ်တင်အသုံးပြုလို့ရအောင်ကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေ့တင်ပေးလိုက်ပြန်နော်ရှင်းမယ်လို့ထင်ပါနော်3ရက်နောက်ပိုင်းနဲ့ပရိငါလို့ရိုက်တယ်9ရက်နဲ့ခတ်ကို ဒါရှေပူးနဲ့ပြိတ်သုံးလို့ရိုက်တယ်ဒီသုံးချက်နဲ့ခန်းနဲ့ပြိတ်ငါပြိတ်ငါအနေစတဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒီသုံးချက်နောက်ပိတ်နဲ့ပြိတ်ငါရဲ့စောင်းလေးမှာကိုကိုခွန်ဆိုတဲ့ကဏ္ဍလေးရတာအော်တိုလိုက်ထွက်တာပေါ့နော်ဒီမှာလည်းသုံးချက်နောက်ပိတ်နဲ့ဒါပြိတ်ငါလို့ရိုက်တယ်သူရဲ့နောက်နှစ်နှစ်ဦးမှာရှေပူးနဲ့ပြိတ်သုံးလို့ရိုက်တယ်အဲ့လိုရိုက်ပြန်တဲ့သုံးချက်နောက်ပိတ်နဲ့ပြိတ်ငါရဲ့စောင်းလေးမှာကိုကိုခွန်ဆိုတဲ့ကဏ္ဍလေးဒါထည့်ထွက်တာပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီသုံးချက်နောက်ပိတ်နဲ့ပြိတ်ငါလို့ရိုက်တယ်ပေါ့နော် သူညနောက်ပိုင်းနဲ့ brain ကလို့ရိုက်တယ်အဲ့လိုရိုက်ပြန်တဲ့သူ့ရဲ့နောက်နဲ့နှဲဦးမှာပေါ့နော်ငါးရဲ့နှက်ခတ်ကိုသုံးပရိတ်ပေါ့နော်ရှေးဘူးနဲ့ပရိတ်သုံးလို့ရိုက်တယ်အဲ့လိုရိုက်ပြန်တဲ့ဒီသူညနောက်ပိုင်းနဲ့ brain ငါးရဲ့အဆောင်လေးမှာဒါကိုကိုခွန်ဆိုတဲ့ကဏ္ဍလေးတဲ့ပေါ့နော်သူကတော့ရှေးမှာတော့တဲ့အထွက်တော့ပေါ့နော်ဒါနဲ့သုံးကတ်ဆိုရင်တော့လှည့်နိုင်တာပေါ့နော်အားထိုးရင်တော့ဒါအစင်ပြေတာပေါ့နော်ဒီချိန်မှာဒါထို့ကိုကျွန်တော်ရဲ့3ဒီမိတ်ဆွေများတွေကိုကိုခွန်ဆိုတဲ့ကဏ္ဍကဏ္ဍလေး ေါ့နော်ဒီမှာတော့တဲ့အဲ့ဒီထွက်တာပေါ့နော်ကိုကူခွန်ဆိုတဲ့ခဏလေးကိုကျွန်တော်အနေနဲ့တင်ပြလိုက်ပါတယ်နော်ဒီချိန်မှာလဲဒါကျွန်တော်တို့ဒီ brake နှစ်ရဲ့အောက်မှာဒါတေချာအောက်ကိုအော်ရမယ်ခဏလေးတစ်ကွက်ရှိတယ်ပေါ့နော်အလုံးက cleaner စိုက်ကြလေးလည်းအရန်ကြီးကောင်းပါတယ်ခင်ဗျာအဲ့ဒါဒဲအော်ခဏတစ်ကွက်ရဲ့ပေါ့နော်နောက်ထပ်ကျွန်တော်တို့ရန်ခဏ၃ကွက်ပေါ့နော်ရန်ခဏဒါ၂ကွက်၃ကွက်ပေါ့နော်ထန်ကုန်၄ကွက်ပါမယ်ပေါ့နော်အဲ့တော့ဒဲအော်တစ်ကွက်နဲ့ တဲ့ရန်ဒါ၃ခွ၄ခွလောက်ပို့ပေါ့နော်ကျွန်တော်ထုတ်ထတာရှိပါတယ်နော်ဒီချိန်စာတော့ဒီဘက်တွေကျွန်တော် site ပါပြပေးပါမခင်ဗျအေကနလေးကဒါမွေးခွ site ကြလည်းဖြစ်တယ်ပေါ့နော်အေကနလေးကိုဒါဒီချိန်စာလိုချင်တယ်ဆိုလို့ရှိရင်ဒါ site ပါပြပြပေးပါမယ်ခင်ဗျာဒီချိန်စာလက်တွဲလူတွေဆိုရင်3964 9944 439อ่ะနေလာရောက်ဆက်သွဲပြီးတော့ဒီချိန်စာ1000နဲ့ပေါ့နော်1000ယူရတဲ့အကြောင်းကလည်းဒါကျွန်တော်တို့ဒေချာဒီအချိန်မှာကြောက်ွက်ငွေွက် လေးလေးဖြစ်တယ်စိုက်ကြလေးလေးဖြစ်တယ်ပေါ့နော်မိုးကွယ်စိုက်ကြလေးလေးဖြစ်တယ်ဝမ်းချိန်တွေဗရိတ်တွေလည်းဒါအသေးချာနဲ့ညှိပြီးတော့ကြကူကြနိုင်တဲ့စိုက်ကလေးပေါ့နော်အဲကနန်းလေးကိုလိုချင်နေဆိုရင်တော့တစ်ကြိမ်စာ1000နဲ့ပေါ့နော်စိုက်ပါပြပေးပါမယ်ခင်ဗျာဒီဘတ်တွေကျွန်တော်ထုတ်ထားတဲ့ဩကွက်စိုက်လေးတွေရံကွက်စိုက်လေးတွေဟို Telegram group လေးမှာ ဒါကျွန်တော်အနေနဲ့ဒါ site ပါပြပေးပါမယ်เนาะ group တဲ့ထည့်ပြီးတော့ site ပါပြပေးပါမယ်ခင်ဗျာတကြိမ်စာလာရောက်လက်တွဲလူတဲ့ဆိုရင်တော့3944900 439ကနေလာရောက်ဆက်သွဲပြီးတော့အပေးနိုင်ပါเนาะ channel တစ်နှစ်စာယူမယ်ဝင်မယ်ဆိုရင်တော့ဒါအစတော့ကျွန်တော်တို့1000ယူတော့ပေါ့เนาะ ကျန်တဲ့တစ်နှစ်စာကိုအခုချိန်အားစားပြီးတော့ပေါ့နော်ကျန်တဲ့တစ်နှစ်စာကိုယူမယ်ဆိုရင်တော့ဒါ9000ကျက်နဲ့လာရောက်လက်တွဲနိုင်ပါတယ်နော်အဲ့ဒါတော့တစ်နှစ်စာ group ထဲမှာဆိုတော့ကျွန်တော်ပြတဲ့ဒါမွေးကွက် file တွေအပတ်စဉ် all ကွက် file တွေပေါ့နော် member တွေအတွက်ထုတ်ထားတဲ့မွေးကွက် file တွေ အပတ်စဉ် all coupon တွေကိုဒါကြည့်ရှုနိုင်မှာဖြစ်ပါရင်เนาะလာရောက်အပ်ပေးမယ်ဆိုရင်ကျွန်တော်ရဲ့ 3D matrix များအနေနဲ့ဒီဖုန်းနံပါတ်ကလေးကနေလာရောက်ဆက်သွယ်ပြီးတော့အပ်ပေးနိုင်ပါရင်เนาะတချိန်စာသမားတွေကိုတော့26ရက်နေမှာကျွန်တော်အနေနဲ့ဒါစပြီးတော့လက်ခံပြီးတော့ပါမယ်ခင်ဗျာ25ရက်နေမှာတော့ဒါကျွန်တော်ရဲ့တနစ်စာ group ကိုဒါကနန်း site ဖိုင်လေးတွေအကုန်လုံးတင်ပြီးမှာဖြစ်ပါရင်เนาะကျွန်တော်ရဲ့ video file လေးကိုဆုံးအောင်ကြည့်ပြီးတဲ့အတွက်ကျွန်တော်ရဲ့ 3D matrix များကိုအထူးပဲကျေးဇူးတင်ပါတယ်เนาะဒီ meta lesson ပေးထားတဲ့ဒီကဏ္ဍလေးလည်းဒါစိုက်ကြလေးဖြစ်တဲ့အတွက်ဒါထူထားကြပါနော်ကျွန်တော်ရဲ့ 3D မိတ်ဆွေများ2025 10ချိန်မှာခြေတည်စုကြီးများပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါရနော်